အမေရိကန်အစိုးရရန်နေရာဘာကြောင့်ရက်ဆိုင်သွားလဲအော်တိုဘာလာတရက်နေ့ဟာအမေရိကန်ဖက်ထရယ်အစိုးရရဲ့ဗန်နာရေးနှင့်အစ်စ်ပြန်လဲစတင်ချိန်ပဲဖြစ်ပါတယ်။ဒါပေမဲ့ Republican တွေတင်သွင်းတဲ့အရေးကြီးတဲ့ကာလာတိုရန်ပုံငွေဥပဒေကြမ်းနဲ့ပတ်သက်ပြီး Congress လွှတ်တော်ကအတိမပြုနိုင်သေးတဲ့အခြေအနေမှာရှိနေပါတယ်။ Congress လွှတ်တော်လုပ်ငန်းဆောင်တာတွေကိုထိန်းချုပ်ထားတာက Republican တွေပါ။ အထက်လွှတ်တော်မှာ Republican တွေက53နေရာရှိပြီး Democratic တွေက49နေရာရထားတာပဲဖြစ်ပါတယ်။ဥပဒေပြုဖို့အတွက်လိုအပ်တဲ့ထောက်ခံမဲက60ပါ။အဲ့ဒီကာလတို့ရန်ပုံငွေဥပဒေကြမ်းအတွက်လိုအပ်တဲ့ထောက်ခံမဲမရတာကြောင့်အခုလိုအစိုးရလုပ်ငန်းစဉ်ရန်နာလိုက်ရတာပဲဖြစ်ပါတယ်။အထက်လွှတ်တော်မှာ Republican တွေရဲ့ခေါင်းဆောင်ကကျုံတွန်းဖြစ်ပြီးတော့ Democratic တွေကိုဦးဆောင်သူကချက်ရှူမှာပဲဖြစ်ပါတယ်။ အောက်လွှတ်တော်မှာလည်း Republican အမတ်နေရာ220ပိုင်ထားပြီး Democratic တွေကအမတ်နေရာ212နေရာရထားပါတယ်။အောက်လွှတ်တော်ဥက္ကဋ္ဌက Republican Mike Johnson ဖြစ်ပြီးတော့ Republican ခေါင်းဆောင်က Steve Scalise နဲ့ Democratic ခေါင်းဆောင်က Hakeem Jeffries ဖြစ်ပါတယ်။ Republican တွေတင်သွင်းတဲ့အဆိုပါရေတိုရန်ပုံငွေမူကြမ်းနဲ့လွှတ်တော်တွင်သဘောထားကွဲလွဲမှုတွေကြောင်း November 22ရက်နေ့အထိအစိုးရလုပ်ငန်းဆောင်တာတွေအတွက်အသုံးစရိတ်ရပ်ဆိုင်းထားရတာပဲဖြစ်ပါတယ်။ အဲ့ဒီရေတိုအတုံးစီဥပဒေမူကြမ်းကို အတိမပြုတ်နိုင်သေးသေး၍အစိုးရရန်နေရာလဲလဲပတ်နိုင်မှာမဟုတ်ပါဘူး